ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေဒါကျွန်တော်ရဲ့ဒီလလစာပါအမေကျွန်တော်ကောက်ယူပါကျွန်တော်ကမောင်မောင်လိုတသိန်းခွဲပဲပြီးမှာမဟုတ်ဘူးစီအောင်ဆုံးပွဲတော်ကလည်းနီးလာပြီဆိုတော့အမေချွေးမနဲ့အတူဈေးဝယ်လာလေးပါလေးတွန်းလီအမေ မင်းဒီဈေးဝယ်ထွက်မှလေစုမုံဘာမိနဲ့အတူခေါ်သွားပါလားတော်ရလို့မဟုတ်ပဲစုမုံတို့ကရောက်ခမရင်မှလို့ရတယ်ပထမဆုံးစီးအောင်ဆိုပွဲတော်မှုလို့ပါမင်းငါ့ကိုပတ်စံအများကြီးလဲပေးမထားပဲနဲ့ငါမင်းမိမဝယ်ပေးအောင်ပါလားလက်ထက်ယူတော့ကလည်းမင်းမိမဆင်းရဲလို့ခန့်ဝင်ခြင်းမပေးနိုင်ပါဘူးဆိုပြီးမင်းအတူမပေးခိုင်းဘူးလေအခုမင်းရဲ့ဒီရှုပ်ထုပ်ဘသူကတာဝန်ရှိမှလဲမင်းလစာတလတသိန်းခွဲနဲ့အိမ်စရိတ်ဘလို့လောက်ငါမလဲတော်ပါတော့မေရဲ့စီးအောင်ဆုံးပွဲကြောင့်ပျော်နေတာတော့ပြတ်တယ် ဒီလိုနဲ့ပင်အချိန်နှစ်ရက်ကုန်ဆုံးသွားခဲ့ကဒေါ်ပူလိန်ပတ်စံရှိတဲ့ချွေးမရင်တမိရင်နဲ့အတူဈေးဝင်ထွက်ဖို့လုပ်ပါရယ်။ဆေးရောင်ဆုံပွဲတော်ဟာမကြခင်စတော့မယ်။အခုထိဈေးဝင်မထွက်ရသေးဘူး။ဒီနေ့သွားပြီးလိုတာမှန်မြအကုန်သွားဝယ်ရအောင်လေ။ရောင်းမရယ်ဆေးရောင်ဆုံပွဲတော်အတွက်လိုတာတွေဝယ်တာတရက်ထဲနဲ့ပဲပြီးပါမလဲ။ဒီနေ့စားစရာနဲ့အချိုရည်တွေဝယ်ပြီးတော့ကျန်တာတွေကိုကြတော့မနှက်ပြတ်မှဝယ်ကြဆို့လေ။အမေတို့တွေကဆေးရောင်ဆုံပွဲတော်အတွက်ပြောနေကြတာလားယင်။သမီးမလည်းပတ်စံ9000ရှိရဲ့ မီလည်းအမေတို့နဲ့တူတူဈေးဝယ်လိုက်မယ်နော်။နင်ငါတို့နဲ့တူတူဈေးဝယ်လိုက်စရာမလိုပါဘူး။နင့်ပုံနေပြန်ကြည့်အောင်။နင်ကြောင်တော့ငါတို့အဆက်ကွဲမခံနိုင်ပါဘူး။ဒီလိုနဲ့ပဲလူတိုင်းကစုမုံကိုနှိမ်ချပြောဆိုကဈေးဝယ်သွားကြပါတယ်။စင်တာရီမှာသူတို့ပထမဆုံးဝေတာကတော့စောင်းစရာတွေပဲဖြစ်ပါတယ်။လှလာတော့ဂျုံ၃ပိတ်တာနဲ့အာလူ၄ပိတ်တာဝယ်ထားတယ်။အမေဖြော်ရင်နည်းနည်းနဲ့ဆိုတာပါဝယ်ရအောင်လေ။အေးအေးပူးတွေတောက်မှန်စား။သမီးတို့တောက်ချင်တဲ့ဟာကိုကိုယ်တိုင်ဖြော်တောက်လို့ရတယ်။ ရတာပေါ့ကွယ်အမေတို့စံနာလာတာဈေးဝယ်ဖို့ပဲလေတမီးကြိုက်တာသားဝယ်ဆေးရောင်စုံပွဲတော်မှာဆေးရည်ဆေးမုံအချိုရည်တွေကအရှမ်းကိုအရေးကြီးရာအဲ့တော့ဝယ်တာဝယ်ချွေးမှလေသူတို့တောင်းရောက်လေစန်တာမှာလူချင်းသမျှကိုဈေးချင်းနဲ့ထည့်ပြီးငွေရှင်းမှုအကြာကြီးတန်းစီကြရပါတယ်ငွေရှင်းပြီးတော့အိမ်ပြန်လာကြတာပေါ့ကွယ်အိမ်ရောက်တဲ့အချိန်မှာတော့အမေလောက်စရာတွေကအများကြီးပဲတမီးပင်ပန်းနေပြီစုမုံအမေတို့အတွက်ဖြော်ရည်လောက်ခိုင်းလိုက်မယ် ဒေါ်ပုလိစုမုံကိုလှမ်းအောင်ကဖြော့ရည်ယူလာခံလိုက်ပါရယ်။စုမုံလေးရောက်လာပြီးဒေါ်ပုတို့ဝေးထားတာတွေကိုမြင်ပြီးပြောခဲ့ပါရယ်။အမေတို့ဘာလို့မလို့တဲ့အာလူကြော်တွေမောင်းချောက်တွေဝဲလာလဲ။တမီးတို့အိမ်မှာလှုပ်လို့ရနေရပဲ哦။စုမုံရဲ့ငါတို့ကနေ့လုံးမစင်ရဲဘူးလေ။ငါတို့မှဝယ်စရာပတ်စံတွေပေါလို့။ဟုတ်တယ်။ငါတို့ကိစ္စတွေနေဝင်မပိုင်ကောင်းမယ်။ငါချစ်ချွေးမလေးရဲ့ပထမဆုံးဆေးရောင်ဆုံးပွဲတော်နင်းကြောင်မပြတ်စည်းစိတ်ချင်ဘူးတိလား ဒေါ်ပုစကားတွေကြောင့်စုမုံလိန်မျက်ရည်တွေဝိလာကအာလူကြောင့်နဲ့မုံချောက်တွေလှုပ်ဖို့မိဖို့လေးဝင်သွားပါတော့တယ်။အာလူတွေကိုပြုတ်ပြီးတာကူနဲ့ရောလိုက်ပြီးမုံချောက်လှုပ်ပြီးတော့အိမ်ခေါင်းမိုးပေါ်မှာတန်လန်ပါတယ်။နောက်တနည်းမနည်းရောက်ချိန်မှာတော့ရောက်ခမတို့၃ယောက်ဟာဈေးရောင်စုံပွဲအတွက်ဈေးဝင်ထွက်ကြပြန်ပါတယ်။အမေဈေးရောင်စုံပွဲတော်နေရဖို့တိတ်မလို့တော့ဘူးဆိုတော့ဒီနေ့လူတွေကိုစီးနေရပဲနော်။ရောင်းမကြီးကြည့်ပါဦး။ဒီရေပြုတ်လည်းမလှအောင်လား။ဒါပေမဲ့ဈေးကြည့်လိုက်တာရှော့ပါအောင်ဆန်ရှင်ကြီးရဲ့ ရောင်းစီပါပဲခမ ya ရှော့မရပါဘူး။ကောင်းပြီလေဆန်ရှင်။ကျမကိုဒီလိုရေပြစ်မျိုးတုံးချောင်းပေး။ပေါလုံးလဲ၆ပါခင်လောက်ပေး။ချွေးမလေးရောတခြားပါဝဲချင်တာရှိသေးလေ။အမေ၊သမီးကရောင်စုံဆေးဖြန်ပူးတွေရဲ့အဝတ်စားတွေရဲ့ဝယ်ချင်သေးတယ်။ကိုကိုအတွက်အင်ကြီးရဲ့သမီးအတွက်စားရိအဖြူလေးရဲ့ဝယ်ချင်သေးတယ်။ဟုတ်တယ်ရောင်မ။ဆေးရောင်စုံပွဲတော်ဆိုတာအဖြူရောင်လေးနဲ့မှပြည့်စုံတာ။လှလှလဲဝယ်မယ်။ကောင်းပြီလေ။အရင်ဆုံးတီမာပြီးအောင်ဝယ်ကြမယ်။ ကျန်တာတွေကိုနောက်တဆိုင်မှာတောင်းဝယ်ကြတာပေါ့ဒီလိုနဲ့ပဲသူတို့သုံးယောက်ကဆိုင်တွေကိုသွားပြီးလိုအပ်တာတွေဝေကြပါတယ်ပထမဆုံးအရှောင်းမုံတွေရေပြည့်တွေဝေပြီးအဝယ်စားဆိုင်တဆိုင်ကိုသွားပြီးတော့အဖြူရောင်ဝယ်စားတွေဝေကြပြန်ပါတယ်စုမုံကတော့သူ့ရဲ့စာရီဖြူလေးကိုကိုယ်တိုင်ချုပ်ရရှာပါတယ်ဈေးဝယ်ပြီးပြန်လာတဲ့ရောက်ခမတို့သုံးယောက်ဟာဥယျာဉ်ထဲကပန်းကြီးတွေခူးလာတဲ့စုမုံကိုမြင်တော့ပြောလိုက်ပါတယ်စုမုံစင်းအောင်စုံပွဲကိုပန်းတွေနဲ့ပေါက်ပြီးကစားမလို့လား အယောင်တွေနဲ့ကစားရတာဆိုတာမိတ်နေရလားအဲ့လိုမဟုတ်ပါဘူးဆေးရောင်လက်လက်လေးတွေကဈေးမှာဝယ်မရတော့ဘူးလေအဲ့ဒါကြောင့်အိမ်မှာပဲတဘာဝနေတိုင်းလုံမလို့တော်တာတို့ရောဆေးရောင်တွေရှိဦးမလားဒီမှာရောင်းမငါတို့ကဆေးရောင်စုံပွဲကိုနင်းနေတူတူမလောက်ဘူးငါတို့နဲ့တူတူလောက်ဖို့စိတ်ကူးရင်မနေနဲ့ငါတို့တို့ကငါတို့ဈေးရောင်ဝယ်ခဲ့ပြီးသားနင့်စီကဘာမှလိုအပ်မနေဘူးငါတို့နဲ့လာပြီးပတ်သက်မနေနဲ့လလကဆုမုံကိုစော့ကောင်းပြောဆိုတိုင်းအမေဖြစ်သူဒေါ်ပုကဝင်းမကြပေးကြည်နေတတ်ပေမဲ့ ဒီတစ်ခါမှတော့အဖေဖြစ်သူဦးမျိုးကကြားတော်ပြီးလက်လောက်ကိုစူပါတော့တယ်။လက်လောက်ဘာလို့ဖြစ်နေတာလဲ။အကြီးဆုံးချွေးမလည်းငါတို့ချွေးမပဲ။နောက်တစ်ခါသူ့ကိုရန်ရန်ဆန်းဆန်းပြောရင်ငါနဲ့တွေ့မယ်။ချွေးမကြီးစိတ်မပုန်းနဲ့နော်။တမီးလေတခြားသူတွေလို့စေးရောင်ဆုံးမှာပျော်ရမှာပါကွယ်။ကဲကဲတန်းတွေနဲ့စေးရောင်တွေသွားလို့။ချွေးမကြီးငါချွေးမကြီးကိုဘသူနှိမ်ရဲသေးလဲကြည့်ကြသေးတာပေါ့။ဒီအဖေကြောင့်တော့ကျွန်တော်တို့ဒီအိမ်မှာနေရတာသူတို့ကကျွန်တော်တို့ကိုဒီအိမ်မှာတော့နေစေချင်တာမဟုတ်ဘူး။ စုမုံရဲ့ရောက်ကတိဟာတိန်လုံးကိုစုပူခဲ့ပြီးစုမုံနဲ့အတူရောင်နေကျင့်ရမှာကူညီပေးပါတယ်။ဒါကူမြင့်မီတမိသားစုလုံးကစုမုံကိုမနာလိုဖြစ်နေကြပါတယ်။ခဏကြာမှတော့စုမုံကပန်းရီရီနဲ့ဆမ်မုံကိုရောကာအယောင်တွေကိုကျူလိုက်ပါတယ်။ဒီလိုနဲ့ပဲစီအောင်စုံပွေးတော်နေကိုရောက်လာပါတဲ့ကွယ်။စီအောင်စုံပွေးတော်နေမှာတော့အမေတို့စင်တယ်မဖြစ်သေးဘူးလား။သွားဆိုလေ။အိမ်မချင်းတွေကအပြင်မှာစောင့်နေကြပြီ။စီအောင်စုံတွေနဲ့တောင်ကစားနေကြပြီ။ ပြီးပါပြီမိမရဲ့ခဏလေးပါမင်းတို့တွေအပြင်ထွက်ကြမလို့လားချွေးမကြီးရောလိုက်ချင်လာမေးလိုက်အောင်သူလည်းဒီအင်းရဲ့ချွေးမပဲသူ့ကိုပါခေါ်သွားကြအဲ့ဒီစင်းရဲမွဲတည်နေတဲ့ချွေးမရှင့်သားမိမလေးကျမနဲ့မဆိုင်ဘူးဒီလိုပြောပြီးဒေါပုတော်ရောင်ကိုကိုနဲ့လှလှတို့ကရက်ွက်ချဲကဟိုလီပွဲစီသွားကြပါလိမ့်စင်းအောင်စုံတွေနဲ့ပတ်သူကပန်ရင်းနဲ့ပတ်သူကပန်တချင်းတွေကြားပြီးတော့ကသူကကနေပျော်ရွှင်နေကြပါတည်းရောင်မဖြော်ရတော့မလားတောက်မယ်လေရောင်မ ဒေါ်လာတို့တွေဟာရက်ကွက်ထဲကလူတွေနဲ့ဈေးရောင်းစုံပွဲတော်ကိုဆင်နွှဲနေခြင်းစူမော်လိန်အိမ်မှာရက်ကွက်ထီးရဲ့ယောက်ျားရဲ့နဲ့ဆင်နွှဲနေပါတယ်။ရိုစီယာဈေးရောင်းစုံပွဲတော်နေပါချွေးမကြီး။ချွေးမကြီးရောအပြင်ထွက်ပြီးကစားခြင်းသေးလား။အမင်းနဲ့ရောင်းမာတွေတော့ငါချွေးမကြီးတော်မခေါ်ပေးသွားကြရဲကွယ်။ယောက်ကတိဖြစ်သူပြောနေတော့မှပင်မိန်းကလေးတယောက်ကအင်းထဲဝင်လာကစွမ်မွန်ကိုရေးနဲ့ပတ်လိုက်ပါတယ်စွမ်မွန် ငါနဲ့တူတူဆေးရောင်စုံတွေနဲ့လိုက်ဆော့ပါလိုက်။ချမ်းသာတဲ့လူတွေကငါတို့အတူတူဆင်နွှဲဖို့မဖိတ်ကြဘူး။နင်းနဲ့ငါဘဝတူပါပဲဟာ။စုမော်နေသူ့ရဲ့ဆေးရောင်တွေကိုယူကအဲ့ဒီမိန်းကလေးနဲ့အတူ ပြန်ထွက်သွားခဲ့ပါတယ်။ဆင်းရဲသားတွေပျော်ရှင်စွာဆေးရောင်စုံပွဲတွေကျင်းပနေတဲ့နေရာမှာစုမော်နေပျော်နေပါတည်း။ညနေရောက်သွားချိန်မှာတော့လှက်လှဒိုပုနေတော်ရာတို့လည်းအင်ကိုပြန်ရောက်လာကြပါတယ်။ထိုင်နေရင်လည်းသူတို့မျက်နှာတွေလည်းရားညံလာခဲ့ပါတယ်။ဘာလို့မျက်နှာတွေရားနေရလဲ ။သမီးစေးရောင်ထုတ်တွေဝယ်တော့ကတတန်းကုန်နာတွေများဝယ်လာသလား။ပွဲတော်မှာကစားလို့မပေမန်းမဲရလို့ကောက်ရတာပေမန်းနေပြီ။ဒေါ်ပုဒ္ဒရီပွဲတော်မှာဆက်မကစားနိုင်တော့ပင်ဒုက္ခရောက်နေကြခြင်းမှာစုမုံပြန်လာပြီးအာလူကျော်တွေယူလာပါလေ။ဒေါ်ပုတို့ထိုင်နေတော့ကိုမြင်တော့အမေတို့ပါလို့မျက်နာတွေကောက်နေကြလဲ။အဖို့တွေလည်းပေါက်နေပါလား။တမတဲတာဖြစ်ပြီထင်နေ။အဲ့ဒါကြောင့်ဇီးရအယောင်နဲ့မတုံးမဲ။သမီးလုတ်တဲ့တဘာဝအယောင်နဲ့တုံးဖို့ပြောတာပေါ့။မစိုးရင်ကြပါနဲ့ကောင်းသွားမှာပါ။ အုံးစီလေးလိမ့်ပေးမနော်ငါတို့ကနင့်ကိုအမြဲနေပြီးစေးရောင်ဆုံးပွဲကိုအတူတူကစားဖို့မခေါ်တာတော့မှနင်ကငါတို့ကိုကူညီပေးအောင်မှာပေါ့နင်တို့ကငါ့ကိုသဘောမကျပေမဲ့နင်တို့ကငါရဲ့မိသားစုတွေပဲလေကဲမျက်နှာရင်တက်လိုက်ကြအောင်နော်စုမုံနဲ့ဒေါ်ပုတို့ကိုမျက်နှာတက်ခိုင်းပြီးအုံးစီလိမ့်ပေးပါရယ်ပြီးတော့ဒေါ်ပုတို့လည်းစုမုံလုံထားတဲ့အကြောင်းတွေနဲ့စုမုံကိုတုပ်ပြီးဆူတောင်းပေးကြပါရယ်ပျော်စရာစေးရောင်ဆုံးပွဲတော့ဖြစ်ပါစေစုမုံငါတို့ခွတ်လွတ်ပါဟာ ငါမောက်မှာပြီးနင့်ကိုအထင်သေးခဲ့မိတာတွေတောင်းမှန်ပါတယ်။ဒီနေရာအမှားတွေရှင်ခွင့်လွတ်ပေးပြီးချစ်ချစ်ခင်ခင်နဲ့ဆင်နွှဲရတဲ့ဆေးရောင်ဆုံးပွဲတော်နေပဲ။နင်ငါတို့ခွင့်လွတ်ပေးပါနော်။အလိုတွေပြောစရာမလိုပါဘူးတော်တာရဲ့ငါရှက်လာပြီ။ဒီလိုနဲ့ပဲစုမုံကအားလုံးကိုခွင့်လွတ်ပေးလိုက်ပါတဲ့။ကျန်းတဲ့လူတွေပြန်ရောက်လာချိန်မှာအကြောင်းစုံကိုပြောပြလိုက်တော့တိမ်သားလုံးကပျော်ရွှင်သွားကြပါတော့တယ်။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။